တနေ့တတနေ့ပိုးပြီးတော့ဝမ်းမမြောက်နိုင်ကြရတွေတွေ့တွေ့လာတယ်နော်လူလည်းလူရသေးဝမ်းလည်းမမြောက်နိုင်ဘူးဆိုတော့ကိုယ်ပဲဆုံးရှုံးတာပဲဒါကြောင့်တရံစိတ်တံပဇာတိလူစေအခိုင်အတ္တမှာလည်းပဲဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့နေပါရစေတဲ့ဘာဖြစ်လို့လဲအလူကံဇိုးတွေပေါ်လာပြီဘာပေါ်လာပြီ လူသားกว่าလူကျင်သလောက်လူယူမှာပဲကျွေးသားกว่าကျွေးကျင်သလောက်ကျွေးစားမှာပဲပေးသားกว่าပေးကျင်သလောက်ပေးလက်ကမ်းမှာပဲဒီလိုမဟုတ်လားအလူရှင်ရဲ့သရာတရားထိမ့်သိမ့်တဲ့ပုဂ္ဂိုလ်ကဟမ်ဘုန်းကြီးရောဒီလရှင်ရောလူရောတော်တော်ကိုနဲသွားပြီဒီတော့သရာတရားရှိသူရဲ့သရာတရားကို ဘုန်းကြီးတို့ပြိဿကြီးအလွဲသုံးစားလုပ်တဲ့အလူကံဇိုးတွေပေါ်လာပြီဒီလိုပြောရင်ကျုပ်စကားမှာမှားဘူးအဲ့ဒီမမားတဲ့စကားမှန်တဲ့စကားပြောရင်အလူကံတွေကမကြိုက်ဘူးမကြိုက်လည်းမတတ်နိုင်တော့ဘူးပြောရတော့မှာဘူးတရံစိတ်တံပတာတွေလူစဲအခန္ဓာမှာလည်းပဲဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့နေပြရစေတဲ့ ခမရတို့တယ်မဟုတ်ဘူးပြုတ်ဖို့ဖြစ်တာနော်လုပ်ငန်းထဲမှာအော်ကလေးတွေအလုံးသားတို့တို့ဓမ္မပင်အောက်သူကခုံလေးချထားကိုလုံလေးကိုလုံသီလကျင်တစ်ပါးဖဖဖဖနဲ့ပြေးလာဥချပြီးတော့လက်ကလေးနဲ့ဘူးပေါ်ကာပြီးကိုတော်များစက်ကြကိုတော်ဟုတ်တယ်နော်မဟုတ်ပါလေဗျာအသားပြေမွဲသွားတယ်ကိုတော်ကဖြူဖြူပါတယ် နေပူတာကိုလေတိုက်တာကိုဆိုတော့ဆရာလေးဘာကိစ္စလဲလို့ဆိုတော့တပည့်တော်မဗျာတဲ့လက်ကလေးနဲ့ညာဘက်ကလေးပုတ်ပြပြီဒီဘက်ကအောင့်အောင့်နေလို့အဲ့ဒါသေးဘဝကမရှိလို့အရှင်ဘုရားခြေလာပြီးအကူကြီးတောင်းတာဗျာဆရာဝန်နဲ့မပြဘူးလားပြတယ်ဘာဖြစ်လို့အောင့်တာလဲလို့ပြောလေ တရားမဟုတ်ဘူးဗျာတဲ့တပည့်တော်ကကြောက်ကပ်ထုတ်ပြီးတော့လှူထားလို့အဲ့ဒါအခုဒီနေရာက အောင်းအောင်းနေတယ်ဆိုတော့ဘုန်းကြီးမေးတယ်ဆရာလေးဆရာလေးဘုရားရှင်မြန်ပန်တယ်လားလို့မမှန်ပါဘူးဗျာဒါပြန်ခင်ဗျာဘုရားအားကြပြီးတော့ကြောက်ကပ်ကလှူထားလားလို့ဆိုတော့သူကလိုတယ်ဆိုလို့တပည့်တော်ကကြောက်ကပ်ပေးလိုက်တာပါဗျာတဲ့ပေးတယ်ဆိုရင်အဖို့ခရမှာဘောလို့ ရပါတယ်ဗျာအောင်းတယ်ဆိုရင်အဲ့ဒီလူတဲ့လူစီသွားလူခံပါလားလို့ဆိုတော့နှစ်ကြိမ်သွားလူခံတယ်နောက်မလာနဲ့တော့လို့ပြောလိုက်တယ်အဲ့တော့ဘုန်းကြီးတို့ပြိဿကြီးလူတာလားရောင်းတာလားလားဘုန်းကြီးလည်းသဘောပေါက်အဲ့တော့ရောင်းစားတဲ့ဝယ်တဲ့လူကကြောက်ကအသုံးပြုပြီးတော့ နောက်တာမပေးတော့ဘူးဆိုတော့နာလို့ဈေးကူရမှာဘောတင်မပြရတယ်ဘယ်တော့ကုန်မှလဲ၃သိန်းတော့ကုန်ပဲဆိုတော့အဲ့ဒါနဲ့ရိတ်ကနေဆိုအလုံသမားတယောက်ပြေးလိုက်တွေးလိုက်တော့လန့်ခေါ်ပြီးသူကဟိုကျွန်ငါကျောင်းသားခေါ်သားခေါ်ပြီးတော့မှကဲကျောင်းသားရေဒီဆရာလေးကသူကြောက်ကထုတ်ထားတဲ့နေရာကနာကျင်မှုဖြစ်လို့အဲ့ဒါခြေဘွားကလည်းဗျာအဲ့ဒါမင်းကြည့်ดูလိုက်ဗျာလို့ ဘုန်းကြီးကလက်လွဲထွက်ဆရာလေးကကျောင်းသားတော်ငါဆရော့စီ3000လို့ပြောထားလားမဟုတ်ဟဲ့ဘလောက်3သိန်းလို့ပြောထားတာတဲ့ဆိုတော့ကျောင်းသားခေါ်သွားပြီးတော့ဟိုကြတော့3000ပေးတယ်3000ပေးတော့ဆရာလေးကဆရာတော့ပြန်တိုင်ပဲပြောတာတဲ့ အဲ့တော့ចောင်းသားကဘာပြောခမရပြန်မလားမပြန်ဘူးလားမပြန်ရင်ဘာလုပ်မလဲပြောတော့ဝင်နှပန်းလုံးမယ်လို့ပြောတာပြည့်ရောအဲ့ဒါဘာလဲပြုအလူကံဇိုးရီဟုတ်ပြီလားအလူရှင်ကိုသရာပြက်တော့လောက်ကြတဲ့အလူကံဇိုးရီပေါ်ဘူးလားဒီတော့တချို့အိမ်တွေမှာအလူကံချင်းပါတယ်တော့ ခိတ်တာမမှားဘူးခံဘူးလို့ခိတ်တာဟုတ်ပြီလားအဲ့တော့ခိတ်တာတာမြင်တော့ဘေးကပြည့်ရတဲ့ကိုယ်အနေနဲ့တော့ဘယ်နဲ့လဲဩနောက်တော့အတွေ့အကြုံရှိလာသူခံဘူးလို့စာခိတ်ထားတာကိုလို့ဟုတ်ပြီလားအဲ့ဒါဇာတိကလာပြီးအလူကံလို့ဆိုပြီးတော့ကိုယ်ကနောက်ထဲအလုံးလုံးနေလို့ဇာတိရဲ့တဲ့ အတွင်းထဲမှာအဲ့ဆံခွက်ရှိတဲ့ကိုယ့်အဘူသာထဲယူသွားတော့လို့အလူခံသွားတော့လို့လှမ်းអော်လိုက်တာဆရာလေးကခေါ်ထဲရှိတဲ့ဆံလေးလဲအကုန်မောက်ထဲဇဝဲဘွားတယ်လီဖုန်းလဲယူသွားရောပြုတ်ကိုတွေ့ပြောတာနော်ခားတဲ့လူကရှောက်တာကိုအဲ့ဒါကြောင့်တပည့်တော်မလောင်းတော့ဘူးတဲ့အလူခံရင်သိခါပါဆိုပြီးဆိုင်းဖို့ပဲချိတ်ထားလိုက်တော့တယ် ခံမှုရမယ်เนาะလှူပြီးတဲ့နောက်ပိုင်းနောင်တမူပါမှုတွေမဖြစ်ပြရသေးနဲ့သရာတွေကြက်လို့เนาะယုံကြည်မှုနဲ့ပြိဿရဲ့လှူဒန်းခဲ့ရပြီပဲမဟုတ်လားလှူပြီးတဲ့နောက်ပိုင်းအလှူကံဇိုးတွေနဲ့တွေ့ကြရတော့သရာတွေပြက်ခဲ့ရတယ်ဒါမျိုးတွေရှိတယ်เนาะဒီတော့ခေါင်းကြီးတို့ အတွေ့အကြုံလေးတစ်ခုပြောမယ်မင်းမောဆိုတော်ကြီးကကြောင်းရည်စက်ချမကြွနိုင်တော့ဘုန်းကြီးကိုပြင့်မာလို့တောင်းပေးလိုက်တာဒီတော့ကြောင်းတကကြောင်းအမကဘုန်းကြီးကြီးရောက်လာပြီးတော့ဆရဝတ်ဒီလို့ဆိုတော့ကိုတရားဘွားဖြစ်အောင်ပေးရသဘောတရားဘွားကတော့နေဘွဲမနဲ့ပိုင်းဘာဘွဲလဲဆိုတော့ကြောင်းရည်စက်ချဘွဲကြောင်းတကကြောင်းအမကြီးလိုက်တော့ သုံးဆံသားမကြော်သေးဘူးဒါလေးတယောက်သမီးလေးတယောက်ဒါအကြည့်သမီးလေးကမတ်တပ်ပြေးလေးရှိသေးတယ်ပြောင်းဘုန်းကြီးကလည်းဝါ၂၀မပြည့်သေးဘူးအဲ့တော့နှစ်ထပ်နန်းကကြောင်းကြောင်းရစ်ချလုံတော့ဘုန်းကြီးတို့ဆော်တော်ကြီးအလေးထားတိုင်းပေါ့လေသံဃာသတိမဆိုခဲ့ရင်သံဃာဇိုးတွေတက်နေပြဿနာတွေတက်ကြလွန်းလို့ နော်သာသနာတော်ကတုလို့ပူဇော်ပါ၏စတော်ကတော့သာသနာပူဇာဖြင့်ရေစက်ချအဲ့ဒီရေစက်ချဖို့ရဘုန်းကြီးကလမ်းကြောင်းပြေးတော့ကျောင်းတော်ကကပါလျှောက်တပည့်တော်ဘုန်းကြီးကြီးညိုလို့ဘုန်းကြီးပုဂ္ဂလိကလူတာပါဖေဟာပုဂ္ဂိုလ်လူတာနော်အေးတို့စတော်ကြီးများကတော့ဒီလိုဒီလိုပဲရေစက်ချတယ် အဲ့တော့ကျောင်းတော်ကကပုဂ္ဂိုလ်ကိုခင်မင်းယဉ်ညိမှုနဲ့ပုဂ္ဂိုလ်ကိုလှူတဲ့ဆိုတော့အလူရှင်ရဲ့အာဘော်လိုက်ပြီးတော့ရေစက်ချရမှာပေါ့လေးဆိုပြီးတော့ပုဂ္ဂလိကချပေးတာခွန်တန်နေရှင်းတဲ့လောက်နေတော့ကျောင်းဘုန်းကြီးကဘုန်းကြီးချင်းကျောင်းရောက်ပြီးတော့လူထွက်အိမ်အောင်ပြုတ်သွားပါရဲ့အိမ်အောင်ပြုတ်သွားတဲ့အခါကျတော့အဲ့ဒီမှာပြိဿကြီးကျောင်းအယောင်းဝယ်ကိစ္စနဲ့ ပြက်ပနာတက်ပြီးတော့သံဃာနာယကယုံရောက်ပါသံဃာနာယကယုံရောက်တော့ကျောင်းတကကျောင်းမကလည်းကျုပ်အားကိုနဲ့ကျောင်းရည်သက်ချာတော့မှမြတ်စွာဘုရားတော်ရည်သက်ချပေးတဲ့တိတ်ဝရှိပါတယ်ခရားဆိုပြီးတော့ကျုပ်ယုံကခေါ်ပါအဲ့ဒီကနေကျုပ်ကျောင်းရည်သက်ချဟောကုန်မောတော့တရားဟောကောင်းလိုက်တာပဲရောက်ပါ သံဃာနိုင်ကရုပ်ရောက်ပါရောရောက်တဲ့အခါကျတော့သံဃာနိုင်ကဆရာတော်တွေကတင်းလိုက်တာမာလိုက်တာနော်ကိုတော်တဲ့ဒီအလူရေဆက်ချတာကိုတော်ရေဆက်ချတာဆိုဟုတ်ပါသေးဖျားရှင်ဘုရားတို့ဖိတ်စာကိုမရဘူးလားရပါတယ်ဖိတ်စာထဲမှာမင်းကုန်းဆရာကြီးပါဗျာဆရာကသံဃာနိုင်ကကိစ္စနဲ့မကြွနိုင်လို့ ဆောင်ရွက်လိုက်ပါဆိုတော့တပည့်တော်တရားဟောတာပါတဲ့ဒါကိုတော့တိတ်ွေနော်တဲ့ဆိုတော့ကြည့်လိုက်တော့တင်ပါဗျာအဲဒီတော့ကိုတော့ဘာယူဆက်ချတာတုံးတဲ့ရှင်ဘုရားတို့တိတ်ွေကြီးပြပြီးမနာဘဲနဲ့မေးသလားလို့လာကိကလာပုဂ္ဂလိကလာတပည့်တော်ယူဆက်ချမှာတော့သာသနာယူဆက်ချဖို့ပဲလို့ဒါပေမဲ့ပုဂ္ဂိုလ်ကိုလှူပါတယ်ဆိုတော့ပုဂ္ဂလိကလုပ်ခဲ့တာပေါ့ဗျာ ကြောက်တာတဲ့မင်းကြားတယ်မဟုတ်လားတဲ့ပုဂ္ဂလိကဒါဆိုပြက်ပြီးတဲ့ကြောက်ကုန်ကြီးသူ့ဟာသူရောက်စားစားပေါင်စားစားတဲ့ကြောက်ကုန်ကြီးလုတ်ခွင့်ရှိတယ်ဆိုပြီးကြောက်တာကရှုံးပါရောကျုံလက်ထရောကြောက်တာကရောကြောက်ပါရောခြေလုံးဖွက်ပြီးငိုတော့တာပဲတော်တော်ကိုစိတ်ထဲခံစားသွားရနော်ဖြစ်မှာဖြစ်ရလို့နောက်ပိုင်းအဲ့ဒီတကားကပြိဿာကြီးဘာသာကြားပြောင်းသွားတယ် တနည်းတခါတော့ရုပ်တော့တန်ရောရှင်လေးနဲ့လာကြတော့ပါသေးခုတော့တခြားတမျိုးရောက်သွားလို့မတွေ့ရတော့ဘူးဒါကိုတွေ့နော်ဒါကြောင့်ဘုန်းကြီးတို့ပြိဿကြီးအဲ့ဒီလိုအလူကံဇိုးနဲ့များကိုလူတွေမတိုးဘူးလို့မပြောနိုင်ဘူးနော်ဟုတ်ပြီလားဘုရုဇင်ရဲ့တရားတရားခင်မင်မှုတွေနဲ့တခါတလေကြောင်းတခါများကကိုရိုးမြော်ပြီးတော့ကြောင်းဆောက်တာလည်းရှိသဘောပဲ့ ကိုရုံးမြော်သောကိုလုံးချင်ရမလို့ရတော့ဘုန်းကြီးနဲ့ရံဖြစ်ကြဒီလိုတွေလည်းရှိသမို့လားအေးအဲ့တော့အဲ့လိုအဖြစ်မျိုးတွေကရှိခဲ့တော့ဓတဝနာလူတပိယံလူပြီးတဲ့နောက်ပိုင်းမှာလည်းပဲမကျင်နှံ့မှုတွေတဲ့စိတ်ဆင်းရဲရမှုတွေဟုတ်ပြီလားအဲ့ဒီလိုအဖြစ်မျိုးတွေတို့တို့တွေမဖြစ်ပြရစေနဲ့လို့ပါလို့ရမယ် ဆူတောင်းမှုသင်လာပြီနော်ဓာတဝနာနုတပိယံလူပြီးတဲ့နောက်ပိုင်းမှာလည်းနောင်တဘူပါမှုတွေမကြည်နမ်းမှုတွေစိတ်ဆင်းရဲမှုတွေဘယ်သောအခါမှမဖြစ်ပြရစေနဲ့ဘုန်းကြီးတို့ဝက်လက်စာတော်ပြန်ပွဲအဲ့ဒီကနေပြီးတော့ဘုန်းကြီးတို့မုံရွာလက်ရီစတော်ကြီးအထိတ်မှပွဲကူးမှာ ခဲတော့ဒီကိုတော့ဒီလမ်းကဖြတ်မယ်ဆိုတာသိတော့တရင်ကြတော့အရတော်ကအလှူကြီးပဲ့အလှူကြီးကဆိုင်လဲပါတယ်ဖိတ်ကြီးလဲပါတယ်အလှူအောင်ပွဲဇက်လဲပါတယ်အကြီးကျယ်ပေါ့အဲ့ဒီအလှူပွဲကြီးဘုန်းကြီးတို့ဝလကနေကူကျို့တို့ရောက်တဲ့ချိန်စတော်ကြီးတွေသံဃာရှင်တို့ရောက်တော့စတော်ကြီးတွေဥတိုက်ပြီးတော့ကိုထိုင်ရမယ်ပြင်ထိုင် ခြေနေလေးသုံးသပ်ပြီးတော့အဲ့ဒါသီလာပေပရိယင်ရွတ်လူဒန်းရေရချစတော်ကြီးတွေကြွသေးပြီးတော့မှတရားဟောမဘောတရားဟောမယ်လို့တော့အလူအမဘယ်ဟာလဲလို့လှမ်းမေးတော့စောစောဒီကလေးမှမြင်တယ်ငယ်သေးတယ်ဘုန်းကြီးကတော့အရင်မင်းသမီးဆိုင်ထဲကမင်းသမီးထင်တာမဟုတ်ဘူးအလူအမဘယ် ပြင်းစင်ထားတာအလှအပပဲဟမ်ကိုလူမျိုးအလှအမပြင်းတာကိုလည်းကျင်တတ်တာပေါ့အဲ့ဒါနဲ့အလှတကရောလွန်ပြီးတော့အလှတကကနေမကောင်းလို့ဩအလှတကနေမကောင်းလို့များပြုသလားဘောကိုစိတ်တဲ့ရေစက်ွက်တော့တွေ့အဲ့ဒါနဲ့တရားဟောရင်ဟောရင်နဲ့မိနစ်20လောက်နေတော့ဘယ်နဲ့နေလဲလို့အကဲခတ်တဲ့နေမျက်လုံးလေးတစ်ချက်ခတ်ကြည့်တာ အလှအမာကငိုက်တယ်ကိုသူငိုက်တာကအကြောင်းမဟုတ်ဘူးသူကောင်းဘဝစရုံးကြီးကလှုပ်လှုပ်သူကြည့်မိမှကိုတော်တရားကိုဟာအတော်လုံးများပြုတ်ကြလူရတဲ့ဒုက္ခပဲအဲ့ဒါကိုမနေနိုင်တော့လှမ်းဟောဟဲ့အလှအမာရဲ့ဒိဋ္ဌိထားအောင်ပဲနင့်ဟာငိုက်လာ အဲ့လိုပြောတော့တောသူမဆိုတော့ဘုန်းကြီးတွေနဲ့ယင်းနီနီပြောရဲဆိုရဲရှိပါလိမ့်။ဘာလန့်អော်တယ်လဲဆိုတော့ညာမအေးရလို့ပါကိုတော်။အဲ့ဒါနဲ့ကျုပ်ကလည်းခမည်းကြီးကဘာဘူးလို့မအေးရတာတော့ဗျာ။စကားလေးပြေးပြောလိုက်တော့ဒီစရုံးကြီးနဲ့အိတ်မရလို့ငုတ်တုတ်ထိုင်ရလို့ကိုတော်ရေ။သူတို့တွေ့ဘူးကြမှာပါ။နော်။ အဲ့ဒါနဲ့အင်းချိန်နေရတော့သိမကောင်းဘူးလေရှိလို့မဖြစ်ဘူးဆိုပြီးတော့ဟောနေတုန်းရှိသေးကိုရင်ကလည်းအပါ၄၀ရောက်လောက်ကြီးတွေ့တယ်နော်အမောင်ချက်လောင်းနေကိုရင်နေကလည်းငြင်းငြင်းမနေဘူးဧကတိကျွတ်တဲ့ကိုရဝကျွတ်တပါးတပါးခေါင်းပုတ်ထိတ်ရိုက်ထိုးကျက်စူပွားအဲ့ဒါနဲ့ဟောရတယ်ဟာကိုရင်ငြင်းငြင်းနေသား ဆိုငေါ့လိုက်တဲ့ချိန်လေးငြင်တာပဲပြီးတော့2မိနစ်3မိနစ်ထဆူပြန်ကိုရင်နေကြည့်ပြီးတော့ဘာသွားပြီးသတိရလဲရှေးစတော်ကြီးတွေကကိုရင်နေဆော့တော့ပြောတယ်ဘိုးတော်ကစတော်ကြီးတွေကဘာပြောဆော့ပြီဆိုရင်ကလေးနဲ့ဆော့လိုက်တာဘာရှုပ်အဲ့ဒါကိုမြောင်ရှုံးနေမရဘူးစတော်ကြီးတွေကကိုရင်နေနဲ့ဆော့လိုက်တာတဲ့အတော်ဆော့တဲ့မြောက်တော်မူးလဲတော့တဲ့ဟဲ့မြောက်မူးလဲတဲ့ ်ဘာခေါ်လဲမြောက်တဲ့ဆော့တဲ့မြောက်မှုလေအဲ့ဒါကိုရင်နေငောက်ရင်နဲ့အဲ့ဒီမှာအတန်တန်ကစူးစူးဝါးဝါးအော်လိုက်တာအော်လိုက်တော့ဘာဖြစ်ပါလိမ့်မလဲတော့ဆိုတော့မွေမကင်မရှိလို့မွေမကင်မများလာတယ်အော်လိုက်တော့ဘာပါလိမ့်မလဲဆိုဘုန်းကြီးကလည်းမော့ကြည့်လိုက်တော့ဟိုမှာကလေးအမေက ကောင်းကိုယင်ကွယ်နဲ့ဆွတ်သွင်းနေပြီးတော့နှုတ်တိုက်ပြီးဖုံးလာဒါပေမဲ့အောက်ကသင်္ကန်းစားကထွက်နေတယ်ကိုယင်ဘာလို့ပြောပြောကိုယင်ဘာလို့နေတယ်ကောင်းကွာဟုတ်ပြီလားမြောင်မူလဲကိုတော်လေးနဲ့နှုတ်ဆိုးတဲ့ကိုတော်နဲ့အဲ့ဒါနဲ့တရား တို့ချင်းတို့ရင်ရအောင်ချုံပြီးရေဆက်ချမယ်လို့တော့အနထိုင်နေတဲ့တောင်ဝရှိကောဘကဒကာကြီးတွေဥဆောင်ဒကာကြီးတွေဒကာကြီးတွေအလှဒကာရောရှိပါတယ်ခင်ဗျာဒါဖြင့်အလှဒကာခေါ်ပေးပါနေမကောင်းလို့ပါဗျာနေမကောင်းပွေခေါ်ခဲ့ဗျာအလှဒကာရေဆက်မချရင်ရုပ်ရေဆက်ချမပေးဘူးထပြန်မယ်ခင်ဗျာတို့ကြံတဲ့ဘုန်းကြီးသွားပင့်ချရချီတော့ထုတ်လိုက်တော့မှာ ဟာကိုတော့အဲ့လိုတော့မလုပ်ပါနဲ့ဗျာခေါ်သူခေါ်ခဲ့ပါခေါ်ခဲ့မလာနိုင်ပွေခေါ်ခဲ့ဆိုပြီးအလူတကတွဲပြီးခေါ်လာပလင်ရှိရောက်ပူချအလူတကမော့ကြည့်လိုက်တော့မျက်လုံးကလည်းရဲဗလက်ကလည်းအဆိုးပြန်အလူတကာတော့နေမကောင်းတာလားကြွက်မေးလိုက်တော့နည်းနည်းပါပါပါကိုတော့မဲ အနံ့ရပြီအလူတကာဘာလုပ်တာတော်တော်များများလုပ်ကြတယ်နော်အလူတကာကမူးနေတယ်အလူအမကဇက်ထွက်တယ်ကိုရင်တွေကမြောက်မူးလေနှုတ်ဆိုတဲ့ကိုရင်နဲ့ဘောပေါင်းလို့အဲ့ဒါနောက်ကြတော့ဘာကြတော့အဲ့ဒီအလူတကာနဲ့လူမှဘယ်နဲ့နေလဲလို့မေးတော့ ဝက်ကကိုလူရဲ့16កောင်20លောက်កုံတယ်ဝက်အကောင်အကောင်နွားက2កောင်လောက်កုံတယ်យွာတယ်លោកចាត់တယ်เนาะပြီးတဲ့ခါကျတော့လူတကာလူအမအကျွေးတွေတင်လို့3လနှစ်ဆက်တော့မကြည်နိုင်ဘူးတဲ့ဘွားရောအညွန့်ကျိုးရောမဟုတ်လားလုံနေကြဘူးเนาะဒါကြောင့်ဘုန်းကြီးပြောချင်တာဘာလဲ ကိုလုံးမဲ့ကုသိုလ်လုံငန်းပေါ်ယုံကြည်မှုအပြည့်နဲ့လုပ်ပါကုသိုလ်လုံးကြရင်ဝမ်းမြောက်မှုနဲ့ဆုံးသတ်နိုင်အောင်လုပ်ပါအရေးတုံကို၌ကျုံးလာပြီဟဲ့ဆိုရင်ဘယ်ဘုန်းကြီးဘယ်သီလာချင်းဘယ်တက်ဘယ်နတ်ဘယ်ဘိုးတော်မှအာမကိုနဲ့ကိုပြုထားတဲ့ကုသိုလ်ကိုအာယုံပြုပြီးတော့ကိုလူရဲ့သစ္စာဆိုးကိစ္စပြီးတယ်အဲ့ဒါဗုဒ္ဓရဲ့လမ်းစဉ်ပဲဟုတ်ပြီလား ဒါကြောင့်ဓာတဝနာလို့တပည့်ရန်လူပြီးတဲ့နောက်ပိုင်းမှလည်းပဲနောင်တပူပန်မှုတွေပြီးတော့မကျေနပ်မှုတွေပြီးတော့စိတ်ဆင်းရဲရမှုတွေဘယ်ခါမှမဖြစ်ပေါ်ပါစေနဲ့မတွေ့ပါရစေနဲ့လို့ဣတိဤသောဘောဓိသတ္တအလောင်းတော်ဘောဓိသပုဂ္ဂိုလ်များဟာဣမဝရဣစုရုသုမြတ်ကို ယာဂတိကောင်းစွာမသွေတောင်းဆုချွေတော်မူခဲ့ပါပေသတည်း